အဲမောင်လေးရေးတဲ့အမအမျိုးသားနဲ့တဲ့ပတ်သက်နေတာရက်ပေးပါနော်တဲ့ကလေးတွေလည်းရှိနေတာမလို့တဲ့ဒီတက်ဆိုးလာရင်တဲ့မကောင်းတဲ့ဗီဒီယိုတွေပါတင်ပေးရလိုက်မယ်တဲ့အင်မတမသနာစရာကောင်းတော့အမဖြစ်ပါတယ်နော်အရင်တော့အိမ်တော်တွေဆိုရင်တည့်ရမှာကိုယောက်ကြာဘယ်မိန်းမနဲ့များဖောက်ပြန်နေမလဲဆိုရဲအတွေ့မျိုးစိတ်ပူရတာပေါ့နော်သူ့ပုံမဲ့ဒီဘက်ခေတ်ကိုရောက်လာတဲ့အခါမှာကိုယောက်ကြာသားကတည့်ရမလားဒီလိုမျိုးမိန်းမတွေနဲ့တင်ဖောက်ပြန်တာမဟုတ်ဘဲနဲ့ယောက်ျားယောက်ျားချင်းတွေပါစိတ်မချရတဲ့အခန်းကဏ္ဍမှာအမအတွက်အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်နော်အော် ဘာလဲမောင်လေးရေးတယ်အမမျိုးသားနဲ့ပတ်သက်နေရရက်ပြပါနော်တဲ့ခလေးတွေလည်းရှိနေတာမလို့တဲ့ဒီတက်ဆိုလာရင်ဘာလဲရမြောက်ကပြောရင်ရည်ကြည်လာပြီနော်ပြောရင်လည်းရည်ကြည်လာပြီအဲကျွန်တော်လမ်းပြောင်းနေလို့ brother ကတဲ့ကျွန်တော်အရွယ်တုန်းကဘယ်လမ်းကိုသွားခဲ့လဲတဲ့ဘာလဲဆွဲလမ်းသွားခဲ့တာတဲ့စကားလေးငါးလုံးနဲ့ထိထိမိမိပြောသွားတာဘာလဲကျွန်တော်လမ်းပြောင်းနေလို့ brother ကတဲ့ကျွန်တော်အရွယ်တုန်းကဘယ်လမ်းသွားခဲ့လဲတဲ့ဆွဲလမ်းသွားခဲ့တာ ။အဲတကယ်ပြောရတဲ့ဝေးသွားတော့မှနင်းတံမကိုတီးတော့တဲ့နင်းကဘတ်တံမှုမှမရှိတဲ့ကောင်ပဲတဲ့။အဲလူများတွေကြောက်တည်းမှာကိုနဲ့ဝေးသွားပြီလို့ရှိလို့ရှိရင်ကိုရဲ့တံမှုကိုတီးလာတာတွေဘာလို့ညာတော့เนาะ။အဲသူကြောင့်မှစောက်ဆန်းကြီးဗာလေတကယ်ပြောရတဲ့ဝေးသွားတော့မှနင်းတံမှုကိုတီးတော့တဲ့နင်းကဘတ်တံမှုမှမရှိတဲ့ကောင်ပဲတဲ့။တဘောကြရတယ်เนาะ။အဲငါတို့လမ်းခွဲရအောင်နဲ့ဟင်းနဲ့ဘာလို့လဲကူကူတဲ့ဘာရဟုတ်ဘူးတဲ့ဒီတိုင်းမဲ့နဲ့မန်ယူရှုံးမြန်ပြီလားတဲ့ ပြောကြင်တာအခုဗီဒီယိုကြည့်နေတဲ့နေရာမှာမိန်ကလေးတွေပါရယ်ဆိုရင်အဲ့လိုမျိုးချစ်သူကြီးစားထားရမယ်ဆိုရင် my fan တွေကိုဝေးဝေးရရှောင်ပါ my fan เนี่ยအင်မတန်မှနှလုံးသားနှုတ်ပါတယ်เนาะထီလွယ်ရှလဲတဲ့အတွက်ကြောင့် my fan တွေကိုဝူးဝေးရရှောင်ပါเนาะ나찌무အဲထွမလာခင်းနဲ့ဘယ်နိုင်ငံလဲဆိုတာရင်ဆက်စုရမယ် အမေဒါဥစားဓပ်ပုံလေးနဲ့ပေါ့နော်အဟာတာအနေနဲ့တင်တာပေါ့နော်ဒါပေမဲ့လည်းမရဘူးလေဖေကားတဲ့အငိမနေနဲ့မျက်စိကန်းအောင်မဲ့တတ်တတ်မဲ့ရေးလေရေးတတ်ပါကွာနော်ရေးလေရေးတတ်ပါဗာလေဖေကားတဲ့အငိမနေမျက်စိကန်းအောင်မဲ့တတ်တတ်မဲ့ဟုတ်တော့လေဟုတ်တာပဲကွာတော့အဲကျွန်တော်ဒီနေ့မူးနေပါပြီပေါ့နော်အဲစတိတက်လေးတင်လာတာဒါပေမဲ့အောက်မှာကွန်မန့်မန်းနဲ့လူကဗာလေမူးနေရင်းနဲ့မက်ဆေ့ချာဖြတ်ထားတဲ့ကျွန်တော်တို့ကတဲ့စကားပြောရင်းဆော်ရွားသွားတာမနက်ဖုန်းဆက်တော့မှအသက်40တဲ့ တော့ကြီးမိငယ်ချီမိပလိုက်ရှုပ်တယ်မိပလိုက်ဘာလို့နော်အသက်40 50အသက်ရွယ်ဆိုတာအပိုင်းခြားတစ်ခုပဲဘာမှခေါင်းနဲ့ထည့်မနေ